Thank mm -hmm. you. ညီရီအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖိုင်စတာလေယာဉ်မှုပဲဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်မျိုးတွေအတွက်ဖိုင်စတာတို့နော်အများကြီးအကောင်းဆုံးနေကိုပေးဆောင်ခဲ့ပါတယ်ဒီ၆၃ရှိအပူပါခွေအပိုင်ပေးခဲ့တဲ့စီမှာ၃၃တိတိ dishes 66ဆိုပြီးတော့เนาะ၄ဂျိန်တိုင်းတိုင်းထွက်ခဲ့တဲ့အကောင်းဆုံးအခွေဖြစ်ပါတယ်ခင်ဗျ5 star ကလည်းမြေပြောခဲ့ပါတယ်တပတ်တပတ်မှာမူရီအများကြီးရှိပေမဲ့အဲ့ဒီမူရီတွေကမှအကောင်းဆုံးဆိုတာကိုကျွန်တော်တို့မျိုးတွေအတွက်ထုတ်ဖော်ပြသပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီနေရာမှာလက်တွဲ site တွေက ငါးလုံးပိုင်းနဲ့ငါးရှိငါးကို90မွေးဆိုတဲ့စီမှာငါးကိုဆိုတာအောင်မြင်ခဲ့ပါတယ်နောက်ဆုံးရက်နေ့ရက်မှာကျွန်တော်တို့မူရီရဲ့လမ်းစဉ်ကိုပဲယုံယုံကြည်ကြည်နဲ့လိုက်မယ်ဆိုပြီးပြောခဲ့တဲ့စီမှာကျွန်တော်တို့ဗာပြီးခဲ့လေအလေပါပါမူကြောင့်နိခွန်သုံးညာငါအခွေဟာရချင်းစေ့နေပြီလို့ပြောခဲ့တဲ့စီမှာကျွန်တော်တို့ နော်ဒီမှာချက်ချင်းပဲမနေ့ပိုင်းမှာ၃ညနှစ်ဆိုပြီးထွက်ခဲ့ပါတယ်ကျွန်တော်တို့ပြီးခဲ့တာကဂျန်ဒီနေရဲ့အစာအတွက်နိခွန်၃ညငါအခွေနဲ့7350အခွေဆိုတာကိုမျိုးတွေအတွက်ဆုံးဖြတ်ချက်ကြပြီးပေးတယ်ဒီမှာနိခွန်၃ညငါအခွေရ၃ညနှစ်ဆိုတာအောင်မြင်သွားပြီးတဲ့စီမှာ ကျွန်တော်တို့ဒီနောက်ဆုံးရက်မှာလည်း7 350အခွေကเนาะကျွန်တော်တို့7 3ဂီးနဲ့7 3ဘရိတ်ဒီကြံသေးတယ်ဆိုတော့ကျွန်တော်ကဒီ7 3ဂီး7 3ဘရိတ်ကြီးကြံသေးတယ်လို့ပြီးဆိုပြီးအဲ့ဒီမှာ80ရှင်း30ကမင်းတင်ပြီးတော့เนาะ30ဒီနေ့တိခွန်ဆိုတဲ့ကနန်းနေရာ နိခွန်တချောက်အခွေတဲကကနန်းနေပါတယ်စူတူပြီးကြိုက်တယ်လို့ပြောတဲ့စီမှာကျွန်တော်မျိုးတွေကိုကျွန်တော်ကခွန်ချက် special main din ဆိုပြီးကျွန်တော်တို့ဒီ96ခွန်ရှိအခွေတွေတဲကလည်းပါတဲ့ခွန်ချက်ကို main din တာတီးတီးကြီးနဲ့เนาะနိတ္တလည်းပါတယ်ခွန်တလည်းပါတယ်စီရနိချောက်ဆိုတာကြီးထွက်သွားတယ်မနေ့ကကျွန်တော်တို့ သေးခွဲသွားတယ်ပြောမှာပေါ့ဗျာခွန်ချောက်ဆိုရင်ပွဲသိမ့်နေတာအဲ့ဒီလိုပဲညနေပိုင်းမှာတော့ကျွန်တော်တို့7350အခွေရ35ဆိုတာအောင်မြင်ခဲ့ပါတယ်เนาะ5 star တို့ကမျိုးတွေအတွက်အကောင်းဆုံးတွေကိုတပတ်စာတော့ရှောက်အကောင်းဆုံးတွေကိုပြီးခဲ့တာပါအဲ့ဒီမှာတချို့ကျွန်တော်တို့မျိုး ရအပေးမှုတွေလည်းနင်းကြတယ်ကြည်ပြီးတော့ယူသွားတာပဲရှိတယ်နော်ကျွန်တော်တို့ like and share လေးတောင်လုံးမပေးကြဘူးအိမ်ကမိမတွေတိမာဆိုးလို့လားဘာလို့လားတော့မသိဘူးဗျာကနန်းကြတော့လာယူတယ်ကိုရဲ့စီမာတောင်ဖုံးဆက်ပြီးမေးတယ်ကျွန်တော်အမြင်ပြောခဲ့ပါတယ်အဲ့လိုတွေမေးတာအာမနာဘူးလားဗျာ ငါကရောသူစီရဒီလူကနန်းသွားတောင်းနေစီမှာငါတို့အပတ်တိုင်းနေရတယ်ဒါပေမဲ့ငါတို့ like and sharing လေးတစ်ခါပေးဘူးလားဆိုတာကိုကိုကတော့တစ်ခါမှမစင်စားဘူးကြောက်ဦးထင်တယ်နော်ဒါဒီဘက်ကတော့ကျွန်တော်မျိုးတွေကျွန်တော်တို့ကမကြောက်တင်ခံခဲ့တယ်နော်နည်းနည်းပြောမယ်အချိန်လဲကြာရင်ကြာမယ် တပတ်စာအကောင်းဆုံးအခွေကိုလည်းပေးမယ်ဒါပေမဲ့ကျွန်တော်ကချမရေးတော့ဘူးပါဇက်နဲ့ပဲပြောမယ် like ကိုကြီးတဲ့လူ like ကိုအစာဆုံးနားထောင်တဲ့လူမှပဲရမယ်အဲ့ဒီအမှ like and sharing လုပ်ပေးတဲ့အမျိုးကကျွန်တော်နော်တောက်ကြနေမှာမူနဲ့ဆိုင်နဲ့နော် ထိုင်းပါဝါဖြစ်ရင်အပိုင်ကြမဲ့အခွေကို sharing လုပ်ပေးတဲ့အမျိုးကိုကျွန်တော်ပေးမယ်နော်ဒါတခါလေးပြောတာနော်ဗီဒီယအခွေတခုကိုလည်းပေးဦးမှာပါအဲ့ဒါကတော့အများအတွက်ပေးရစီမှာကျွန်တော်တို့ like ကိုတခြားကြည့်တခြားနားထောင်တဲ့လူတွေပဲနော်ကျွန်တော်ကိုချစ်ခင်တဲ့လူတွေပဲသိစေခြင်းနဲ့အဲ့ကြတော့ကျွန်တော်ချမရေးပြီးတော့ဘူးကျွန်တော်ဗဇက်နဲ့ပြောမှဖြစ်ပါတယ် ဒါပေမဲ့မူနည်းဆိုင်တွေကတော့ပြမှာပါအားလုံးမင်္ဂလာပါဒီဘက်မှာဆိုရင်ဒီလောက်ကောင်းလို့ရရရီလုတ်ပြီးခဲ့ပြီမယ်လေကျွန်တော်တို့ကိုအတိမတ်ပြုတဲ့မျိုးကနဲပါတယ်လက်ချိုးရည်လို့ရတယ်နော်တယောက်နှစ်ယောက်သုံးယောက်ဆိုပြီးအဲ့လိုလက်ချိုးရည်လို့ရတဲ့လူလောက်ပဲရှိပါတယ် ပေါရင်ပုတ်တယ်လို့မပြောနိုင်ဘူးဗျာဘာလို့လဲငွေလဲပေးရတာမဟုတ်ဘူးတယောက်နဲ့တယောက်နော်ကွန်မန့်လေးဒီမှာမှတ်ပြီးတော့နော်အာပေါရင်ပေါတယ်ပြီမပေါရင်လည်းမပေါဘူးပေါ့ဗျာကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဆိုတာလေရေးလို့ရပါရဲ့တချို့တွေကဒီတိုင်းလေးပဲကြည့်ပြီးတော့ဒီတိုင်းလေးပဲပြန်သွားတဲ့အမျိုးတွေများတဲ့အတွက်ဖိုင်စတာတို့ကအမြဲပြောပါတယ်စေနာကောင်းရင်ကံကောင်းမယ်နော် ိုလုတဲ့ကံနေရာကိုပဲရမှာဖြစ်ပါတယ်။ကောင်းတာလုပ်ရင်ကောင်းတာရမယ်ဗျာ။မကောင်းတာလုပ်ရင်တော့နော်မကောင်းတာရမှာပေါ့ဒါပါပဲ။အဲ့ကြတော့အခုလိုပဲလိုက်မှလဲကြည်တယ်။ဒီချမ်းမတ်သားမယ်ဆိုတဲ့လူတွေပဲရမှာဖြစ်ပါတယ်။ ဒီအမြဲပြောခဲ့တာ ရှိပါတယ်ကျွန်တော်တို့ပေါတီးတကွက်ဖြစ်ဖို့ကံစားတာလွယ်တဲ့အလုပ်မဟုတ်ပါဘူးနော်တချို့ဆရာတွေတချို့ဆရာတွေလက်တွဲ site တွေရော special ရောင်းစုံနေနဲ့လပတည်သက်စွာပြနေပေမဲ့ကနန်းထွက်လာတဲ့အချိန်မှာပေါတီးမဖြစ်ဘဲနဲ့ပြောက်ွယ်သွားကြတဲ့ဆရာတွေအများကြီးပဲ အဲ့ဒါဟာအဓိကပြောချင်တာကကျွန်တော်တို့ပေါက်သီးဖြစ်ရမယ်ကန်စာတာကလည်းအထူးရေးကြီးတယ်ဆိုတာအမျိုးတွေသိရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတွေကအဲ့လိုမျိုးเนาะမူနဲ့စိုက်ဒီနဲ့ပြတယ်เนาะအဲ့လိုပေါက်သီးဖြစ်တဲ့ကန်စာတာတွေပါတယ်ဆိုတဲ့လူမျိုးတွေကိုလိုက်ရှာပြီးတော့ကိုကတွက်တက်ချက်တက်ရင်ကိုကကိုတွက်ချက်ထူး အလိုမှတွေ့တတ်မချစ်တတ်ဘူးအချိန်နေအကုန်မခံနိုင်ဘူးဆိုရင်ဒီလိုမျိုးတည်တည်ချာချာစနီတကြနဲ့စီနာနဲ့ပြတ်တနေတဲ့ဆရာတွေစီကနေနီးနာတွေယူပြီးနော်ဒါတွေကလောက်ရမယ့်အလုပ်တွေပါနှလုံးဒီဆိုတာလွယ်လွယ်နဲ့နော်အမျိုးတွေရနိုင်တဲ့အရာတွေမဟုတ်ပါဘူး နီမူရီစိုက်တရားနေပေါင်းချီရှားတဲ့အလုပ်တွေပါအဲ့ဒီမှာကျွန်တော်အမျိုးတွေကနော်ကျွန်တော်တို့ပြသတဲ့မူလေးတွေကိုချက်ချင်းနော်ခဏအတွင်းနဲ့ဂလင်ဒါတရွတ်ထုတ်ချပြီးကြီးလိုက်ရင် မတားလူလိုက်ရင်ချက်ချင်းရတဲ့ပညာတွေဖြစ်ပါတယ်အဲ့ကြတော့နော်ဒါတွေကအမျိုးတွေအတွက်ကျွန်တော်တို့က ချိန်နေကုန်ကံပြီးအမျိုးတွေဒီတောက်ကြပြီးသွားတာနဲ့ချက်ချင်းအေးဆေးလို့ရပါမယ်ကျွန်တော်တို့ကအမျိုးတွေအတွက်ကောင်းလို့ရရတွေကိုမနာလို့မရဘူးဆက်တက်ပြီးကြည်ဆက်လက်ပြီးတော့ဘာပေးသင့်နေဆိုတာကိုအကောင်းဆုံးနေဆုံးဖြတ်ချက်ချပြီးမှပေးရတာဖြစ်ပါတယ်အခုဒီဘက်မှာဆိုရင်ကျွန်တော်တစ်ချောက်၃ရှစ်အခွေတစ်ခုပဲပေးခဲ့တယ် မူရီစိုက်တွေနဲ့အကောင်းဆုံးဆိုတာရွေးချယ်ပေးခဲ့တယ်။ဒီပြည့်မူရီရှိတယ်ကျွန်တော်ရွတ်ပြခဲ့တာပဲမလား။နော်အဲ့ဒီအဘူးမူရီဟဲ့လား။ဟောအဆုံအဆုံရွတ်ပြခဲ့ပါလေ။အဲ့ဒီရဲမှနော်အကောင်းဆုံးဆိုတာကိုကျွန်တော်မျိုးတွေကိုပေးခဲ့တာဖြစ်ပါတယ်နော်။အဲ့ကြတော့အခုပတ်တွေလဲကျွန်တော်တို့ဗာပေးခြင်းလဲဆိုရင်ကျွန်တော်ကမူနဲ့စိုင်းနဲ့ရဲ့ အခွေကိုပေးခြင်းတာနဲ့ကျွန်တော်ဂရုမာပေးမဲ့ဟာ ਨੇ ကအခွေကအမြန်လေးကြမယ်အမြန်လေးကြမယ်လာရောက်တူနေတဲ့မူရီနိုင်လေးတွေလည်းမကောင်းမျိုးတွေဟုတ်ကဲ့ပါကျွန်တော်ရဲ့ like ကို တွေးရှိတဲ့မျိုးတွေအားလုံး ဉာဏ်မှချမ်းသာပြီးလူရင်းစံနာတွေပြည့်စုံပါစေလို့တောင်းပေးပါတယ်။လိုင်းနေရမကောင်းတော့နော်။ပြရမှာလေ၊ကြွားရကြ။အဲ့ကြတော့ကျွန်တော်တို့အပတ်တိုင်းမှာမှန်းလာတဲ့အခွေကိုကျွန်တော်ပေးပါဖြစ်ပါတယ်။အဲ့ဒါကတော့ calendar site ပေါ့ဗျာ။ calendar site ကနေပြီးတော့ဒီဘက်မှာကျွန်တော်အမျိုးတွေအတွက်အခွေတစ်ခုပေးမယ်။နော်။ဒါပြီးရင် sharing လုပ်ပေးတဲ့အမျိုးကို မူနဲ့လာတဲ့အခွေကိုကျွန်တော်ပေးမှဖြစ်ပါတယ်ကျွန်တော်ပြောတာရှင်းပါတယ်နော် sharing လုပ်ပေးတဲ့အမျိုးကျွန်တော်ကိုချစ်ခင်တဲ့အမျိုးကိုကျွန်တော်ကမူနဲ့ဆိုင်နဲ့ပါတဲ့အခွေတစ်ခုကိုပေးမှဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဘာလို့လဲဆိုရင်ကျွန်တော်တို့ဂရုကလည်းအမြန်ကြအခွေရာကျွန်တော်တို့ဒီမူရီ site တွေနဲ့ လာတူနေတဲ့ဟာဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော်အမျိုးတွေအတွက် glinder site ကအခွေတစ်ခုကိုခြာပေးမှာပဲဖြစ်ပါတယ်။မူနဲ့ site နဲ့အခွေကဂရုမှာပဲပါတော့မှာဖြစ်တယ်။ဘာလို့လဲဆိုတော့လာတူနေတော့ကျွန်တော်ဘလို့မှကိုလုံးလို့မရဘူး။အရိယာကလည်းအရန်ကောင်းတဲ့အခွေဖြစ်နေတော့ကျွန်တော်တို့ဂရုမှာပဲပါမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ ဂရုရဲ့ဝင်ကြီးကမြို့ရီ1000ခွဲပါအဲ့ဒီ1000ခွဲနဲ့တန်တဲ့မူရီစိုက်တွေကိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တို့ဂရုမှာဆိုရင်ပထမဆုံးစပီးခဲ့တဲ့ဂရုရဲ့အခွေကတင်ငါ3.5ခွန်အခွေဖြစ်ပါတယ်အရိယနေ3ဘူး1ဘူးဆိုတာစောစည်းစွာထက်သွားတဲ့အတွက်အဲ့ဒီနေ့မှာပဲကျွန်တော်က ထပ်ပြီးတော့ group တဲထပ်ခေါ်တယ်ကျွန်တော်တို့မူကြောင့်အပိုင်လာမဲ့အခွေတခုရှိသေးတယ်ကျွန်တော်မျိုးတွေလာဖို့ထပ်ခေါ်တဲ့စီမှာအဲ့ဒီမျိုးတွေကကျွန်တော်တို့၄၅၆ခုအခွေကိုထပ်ပြီးတယ်နော်ဒီမှာမူနဲ့ဆိုင်နဲ့ဒီအခွေကိုထပ်ပြီးတယ်ချက်ချင်းပဲသူတို့၄၆ဆိုတာရတယ် 6ဘူးဆိုတာရသွားပါတယ်เนาะဒါကနောက်ပါပေးတဲ့အခွေ5 star ရုဂရုရဲ့ပရမအခွေရ335ခွန်ခွေရတနင်းလာနေ့မှတင်ပြီးပြတ်သွားပြီဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ကနောက်ထပ်ပေးတဲ့အခွေပါအဲ့ဒါပြီးနောက်ထပ်တစ်ခွေတစ်ခွေရလဲ59 66ဆိုပြီးနဲ့ကြာသွားပါလေဂရုမှာ ဲ့လိုအပိုင်ခွေဒီတစ်ပတ်မှလည်းမှဒီတစ်ပတ်ကတော့အခွေတစ်လုံးလေးဖြစ်ပါတယ်အဲ့ဒီအခွေကိုဘူးနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာမူနေဆိုင်နဲ့အခွေမပြောပြနိုင်တော့ပါဘူးဒူးနေတာဖြစ်တော့အဲ့ကြတော့ကလင်ဒါဆိုင်ကတောက်လျှောက်လာနေတဲ့အခွေကျွန်တော်ပြောတယ်ဒီဘက်မှာတုန်းကကျွန်တော်တို့ပြည့်ရရှိတဲ့အတွက်ယူလို့မရခဲ့ပါဘူးလို့ကျွန်တော်တို့နော်ဒီဘက်မှာကလေးက ကျွန်တော်တို့စပြီးပြောခဲ့တာပါဒီမှာတောက်လျှောက်လာနေတဲ့အခွေပါအင်္ဂါနေ့နဲ့ဗုဒ္ဓဘူးနေ့ရဲ့အလဲနှလုံးကြီးပေါင်းခြင်း၃နှစ်ပေါင်းရင်၅၅၃ညရဲ့နေ၄ပေါင်း၆၆တိအခွေ၅၃ည၆တိအခွေရာဒီနောက်တစ်ပတ်မှာကြက်ရမယ်ဆိုတော့တိဘူးကြတယ်၅ဘူးကြပါတယ်အဲ့ဒီမှာ နောက်တစ်ပတ်မှာကျွန်တော်ကစက်မပြောတော့ဘူးဘာလို့လဲဒီမှာပြည့်ရရှိလို့အဲ့ဒါပြီးနောက်တစ်ပတ်မှာ ထပ်ရတာကအင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့ရဲ့အလဲပေါင်းချင်း6ရှစ်ပေါင်းရင်၄၄9ကြီးနဲ့၄ခွန်ပေါင်းရင်1 16ဆိုတော့၄9 16ခွေရာနောက်တစ်ပတ်မှကြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ9ဘူးဆိုပြီးတော့ကြတယ်9ဘူးဆိုပြီးတော့ကြတယ်အဲ့ဒီအဘူးနဲ့ပဲမကြိမ်နိုင်နိုင်ကြသွားပါတယ်အဲ့ဒီမှာကျွန်တော် ဒီဖော်မြူလာကိုစက်မပြောတော့ဘဲနဲ့တီးတဲ့လူတွေရပဲသွားနေတာပေါ့ဗျာအဲ့ဒီမှာနောက်တစ်ပတ်ကကျွန်တော်တို့နှလုံးပေါင်းရင်ခွန်ခွန်နှစ်နှလုံးပေါင်းရင်66 1ကျွန်တော်ဒီမှာတော့အရင်မွဲ့တွေပြောခဲ့ပါတယ်เนาะဒီဘက်မှာလာမယ့်ຫາတွေကိုနိခွန်61အခွေရလည်းရှိတယ်ဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်เนาะဒါကိုကျွန်တော်တောက်ကြနေမှာတော့ပြောပါသေးတယ်ခင်ဗျာ နေခွန်6တိအခွေရာဒီတပူးလို့ဆိုပြီးတော့များပြီးသွားသလားဒီမှာလဲနေခွန်တ6အခွေ73ဒီကီးနဲ့73ဒီဘရိတ်ဒီမှာပါတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တဲ့စီမှာနေ6ဆိုတာထက်ကြခဲ့တာဖြစ်ပါတယ်အဲ့ဒီကြတော့ဒီတစ်ပတ်မှာနော်ကျွန်တော်မျိုးရည်ဒီချမှတ်သားထားပြီပါဒီတစ်ပတ်မှာ အင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့ရဲ့အလဲအလဲနှလုံးပေါင်းခြင်းနေ့ရဲ့အခွေဖြစ်တဲ့ရှင်းနဲ့လေးနဲ့ပေါင်းရင်နေ့နေ့ခွန်၉နဲ့၆ရက်နဲ့ပေါင်းရင်ငါးငါးတုံညနေ့ခွန်ငါးတုံညအခွေရာအခုလာမဲ့ဆယ်နှစ်ရနေ့၁၄ရက်အတွင်းမှာထပ်ပြီးတော့ကြာအောင်မှဖြစ်ပါတယ်เนาะအဲ့ဒီမှာဖိုင်စတာတို့က ဒီနေ့ကွန်တုံညာငါအခွေကိုမျိုးတွေကိုထပ်ပေးလိုက်တဲ့စီမှာเนาะတခုတည်းကြည့်ပြီးတော့ပေးလိုက်တာမဟုတ်ဘူးကျွန်တော်တို့မှာကြံထောက်တည်လဲရှိတယ်ကျွန်တော်မျိုးတွေအတွက်ကျိုးလဲရှိနိုင်တယ်ဆိုတာကိုရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီနေ့ကွန်တုံညာငါအခွေကိုဘာတွေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ထောက်ထားတယ်လဲထောက်ကောင်းတယ်လဲဆိုရင်ကျွန်တော်တို့ ီလိုတောက်ချာနေမှာနော်နက်ခတ်ဒီနဲ့ပိတ်ခဲ့ရင်မနေ့ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်တောက်ချာနေမှာနက်ခတ်ဒီထွက်ခဲ့ရင်နိခွန်ဘရိတ်ကတေးချပေါက်ကြပါတယ်အဲ့ဒီနိခွန်ဘရိတ်ဟာဒီနိခွန်တုံညာ၅ရေရပဲဖြစ်ဖို့များတယ်မင်းဒီရင်ကတော့ငါးခွန်ပါမှတ်ထားပါနော်ကျွန်တော်ရေးမပေးဘူးဘာလို့လဲ တချို့ကျွန်တော်အမျိုးတွေကကျွန်တော်တို့ဒီဘက်လေးဆိုလဲကောင်းလို့ရရတွေတပတ်လုံးလှုပ်ဆောင်ပေးရပြီမဲ့ကျွန်တော်တို့ချစ်ခင်အားပေးတဲ့လူတွေနေတယ်အဲ့ကြတော့ကျွန်တော်ပြောတာလေးတွေကိုသိချနားထောင်မဲ့အမျိုးတွေပဲသိမယ်ရမယ်ပေါ့ဗျာအခုဆိုရင်ပြောပြတာကျွန်တော်တို့ရတယ်မရဘူးလို့ဆိုတာတွေကိုမတ်နဲ့နော်အမတ်နဲ့ဟာတွေတောင်တချို့မရှိဘူးပြောပြတာပါဒါတွေက ါတွေမှန်းလို့ရတာပဲဗျာဟုတ်တယ်မလားအဲဒါလေးတွေပြောပါဘူးလူတူတယောက်နဲ့တယောက်နဲ့ဟာအတ္တဤအတ္တနောနာတော့မိမိကိုယ်တာကိုယ်ဝေရာဆိုပေမဲ့ကျွန်တော်တို့သူအကျိုးကိုကျူအတ္တဟိတပရာဟိတဆိုတာလေဆောင်ရဲရပါတယ်နော်သူအကျိုးလေဖြစ်စေရမယ်ကိုအကျိုးတွေလေပါရမယ်ဒါမျိုးနဲ့သွားမှကျွန်တော်တို့လူပောင်ဖွဲ့စည်းရဒါ ကောင်းတဲ့အဖွဲစည်းဖြစ်မှာပေါ့ဗျာကိုကကြီးပဲယူရတွေပဲယူနေမယ်ဆိုရင်ကြာရင်တရားမမြတ်မှုတွေပဲဖြစ်ပေါ်လာမှာပေါ့နော်အဲ့ကြတော့ကိုကလည်းယူเสียရှိယူကိုကလည်းပေးเสียရှိရတွေပေးရပါတယ်နော်ဒါလူပောင်ရဲ့အဖွဲစည်းရဲ့ဒါနိဒီရဲ့တန်းလာစာသားတွေပါအခုခေတ်မှာကျွန်တော်တို့ ဒီနန်းนี่เจ้าเนี่ยဓာရီဟူတင်မပြီးတော့ဂျင်းစကားတွေဂျင်းအသိပညာတွေပဲเนาะထည့်ပြီးနေတော့ခုခေတ်လူတွေဟာလိမ္မာယဉ်ကျေးမှုတွေနည်းပါးလာတယ်ဗျာဓာရီကတော့ပြောရင်ပြောမဆုံးမောင်နေပေါ့ဗျာထားပါတော့အဲ့ကြတော့ကျွန်တော်မျိုးတွေကျွန်တော်တို့ရင်မဲ့ချင်းတူတဲ့မျိုးတွေအတွက်အကောင်းဆုံးအခွေက အလဲပေါင်းခြင်းတပတ်နော်တော့လျှောက်လာတာပါခင်ဗျနော်အလဲပေါင်းခြင်းအင်္ဂါနဲ့ဗုဒ္ဓဟူးရဲ့နိခွန်ငါးတုံညအခွေရာဒီမှာလာမယ်အဲ့ဒီဘရိတ်ကိုထောက်ပေးထားတာကတောက်ကြနေမှာနက်ခတ်ထွက်ရင်ကျွန်တော်တို့นิคมเบรกดีตีจาบอกละบาระไอ้จ่าတော့เนเนလေးကြီးလိုက်အောင်ကျွန်တော်မျိုးတွေအတွက်ကျွန်တော်တို့ပေးတာတွေဟာ ရံပေးသလားဤစနစ်ဒီနဲ့ပေးသလားဆိုတာဒီမှာတောက်ကြနေမှာနှစ်ခတ်နဲ့ပေးတယ်ကျွန်တော်တို့နိခွန်ပရိဒိသေချာပေါ့ကြမယ်ဆိုတော့ဒီမှာနိခွန်ပရိဒိကြတယ်เนาะ ောတောက်ကြနေမှာနခတ်သုညာခွန်နခတ်နဲ့ပိတ်တယ်နောင်တပတ်မှာနိခွန်ပရိဒီတီချာကြပါတယ်20ဆိုပြီးကြတယ်ဟုတ်ပြီလားခွန်5ဆိုပြီးနိပရိကြတယ်34ဆိုပြီးနိပရိကြတယ်ခွန်ပရိကြတယ်နော်အားလုံးမင်္ဂလာပါအဲ့ဒီကြတော့ဒီတပတ်မှာကျွန်တော်မျိုးတွေအတွက်ကျွန်တော် like ကိုအခုလိုတည်တည်ချာချာ like ကြည့်တဲ့မျိုးတွေပဲသိရမယ်အဖြစ်ပါနော် နိခွန်3ည5အခွေနဲ့เนาะနိခွန်ဗရိတ်အပိုင်းပြီးခဲ့ပါလေမွေးကနန်းကတည့်အလုံးပိုင်းဖြစ်ပါတယ်ဒါတောက်လျှောက်မှန်းလာတဲ့မွေးကနန်းဒီတစ်ပတ်မှာ5ကူဆိုပြီးမန်ခဲ့တဲ့မွေးကနန်းဆိုင်ကတည့်အလုံးပိုင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျခုမှ comment တွေတက်လာเนาะဟုတ်ကဲ့ပါ အကြတော့ထပ်ပြောမယ်ကျွန်တော်တို့မွေးကနန်းကတလုံးပိုင်းဖြစ်ပါတယ်နောက်ပြီးတော့တဘူးတနည်းတသုံးဆိုတဲ့မွေးကနန်းက၃ခွက်ဒီတစ်ပတ်အတွက်เนาะအကောင်းဆုံးဆိုတာတွေပြီးပါတယ်အဲကြတော့ထပ်ပြီးတော့နောက်ကြတဲ့အမျိုးတွေထပ်ပြောမယ်ဒီတစ်ပတ်အတွက်မူရီဆိုင်တွေနဲ့ပြသခဲ့တာကတော့ ကျွန်တော်တို့တပတ်မှာအင်္ဂါနဲ့ဗုဒ္ဓဟူးရဲ့အနေလုံးပေါင်းခြင်းတွေဖြစ်တဲ့၈၄ပေါင်းရင်ည၉၆ပေါင်းရင်ငါညခု၅၃ညအခွေအပိုင်ကြမယ်သူ့ကိုထောက်ပေးထားတဲ့ဟာကတောက်ကြနေမှာနှခတ်နဲ့ကြာရင်နှခတ်နဲ့ကြာရင်ဘာကြမလဲနိခွန်ဘရိတ်အပိုင်ကြမယ်နော်ဘရိတ်လုံးနိုင်တဲ့လူတွေလောက်ပါနိခွန်ဘရိတ်အရန်ကောင်းပါတယ် နိခွန်သုံးညာငါအခွေနဲ့နိခွန်ပရိရဲ့တစ်အလုံးပိုင်းရှိမယ်တစ်တစ်တင်းနစ်တစ်သုံးဆိုတဲ့မိမွေသုံးခွက်ကိုထိုးရမှာဖြစ်ပါတယ်ဒါတွေကမူရီစိုက်တရားနေလာတဲ့ဟာတွေဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေတရားပေါက်လုပ်ပါအကောင်းဆုံးနေရရှိမှာဖြစ်ပါတယ်အဲ့ဒီတရားမှာမူနဲ့စိုက်နဲ့အခွေလူချင်းနေဆိုရင်ကျွန်တော်ထပ်ပြောခဲ့တဲ့ sharing လုပ်ပေးတဲ့အမျိုး နော်ကျွန်တော်မူနဲ့ဆိုင်နဲ့တကွဘာမှမခဲရင်ပါဘူးဗျာလူချင်းနေဆိုရင်နော် sharing လုပ်ပေးတဲ့မျိုးတောက်ကြနေမှာထိုင်းပါဝါကြောင့်အပိုင်ခွေလက်ဆောင်ပေးပါမယ်ခင်ဗျာဒါကျွန်တော်ချစ်ခင်တဲ့မျိုးတွေအတွက်ကျွန်တော်ကလည်းမြစ်တန်နဲ့သုံးမြန်နဲ့အပိုင်ခွေတစ်ခွေပါအဲ့ဒီနေရာမှာအကောင်းဆုံးကျွန်တော်ကဒီတစ်ပတ်မှာဒီလိုပြရတာကကျွန်တော်တို့အခွေရ ပြဖို့ဟာကဒီဘက်မှာကျွန်တော်တို့ဂရုဝအခွေနဲ့တွားရောက်တိုက်ဆိုင်နေတယ်တူးနေတယ်ဒီအခွေရာလဲ၃ရက်အတွင်းကြမဲ့အခွေနော်၃ရက်အတွင်းကြမဲ့အပိုင်ခွေပါအဲ့ကြတော့ဂရုမှာ၃ရက်အတွင်းကြမဲ့အပိုင်ခွေရမယ်မွေးချောက်ွက်ရမယ်ဂရုဝင်ကြီးကတသောင်းခွဲနဲ့အတူကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးနေ ရရှိမှာဖြစ်ပါတယ်ယုံကြည်တယ်ဆိုတဲ့အမျိုးတွေလာခဲ့ပါဖတ်စတာနဲ့လက်တွဲလို့เนาะအကျိုးပဲရှိတယ်အမျက်တွေကြံ့မယ်เนาะဟုတ်ပြီလားယုံကြည်မှလာခဲ့ပါလို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့အမျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော် like ကိုအခုလိုဘီကန်နီလေးရှိဆွဲပြီးကြီးလိုက်တဲ့ လူကတော့အဲဒါကြီးပဲပြတာလားဆိုပြီးသူတို့မြင်မှာဖြစ်ပါတယ်နော်တကယ် like ကိုအစအဆုံးတရားကြည့်မဲ့လူအတွက်ဒါကျွန်တော်တို့တပတ်စာအကောင်းဆုံးအခွေနဲ့နော် မလုတ်တတ်ဘူးဆိုတဲ့အမျိုးအဲ့လိုနော်ဒီလို comment ရေးပြီးတော့ပြောတယ်ကျွန်တော်မျိုးတွေဘာမှမဘူးနဲ့ကျွန်တော် message ကနေပို့ပေးလိုက်မယ်ကျွန်တော်တို့ Facebook account ရှိတယ်မလား Facebook account ကိုလမ်းဟန်းပေးပါနော်အမျိုးတွေကျွန်တော်လုတ်ပေးလိုက်မယ်ဟုတ်ပြီလားဒါရိုးရိုးသားသားပြောလေရတယ်ဟုတ်တယ်လေဒါမလုတ်တတ်ဘူးပြောတယ်အဲ့ကြမလုတ်တတ်ရင်အဲ့လိုမလုတ်တတ်ပါဘူးလို့ပြောတဲ့အတွက် ကျွန်တော်ကမေတ္တာနဲ့လမ်းပို့ပေးလိုက်မယ်ဟုတ်ပြီလားလမ်းဟန်းလိုက်ပါနော်ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျအဲ့ဒီကြတော့အပိုင်ခွေပေးထားတာကနော်ဒါကျွန်တော်တို့ကျွန်တော် like ကိုအစာဆုံးကြီးတဲ့အမျိုးတွေပဲတိမာပဲဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်လူသားချင်းချင်းလက်ပတ်ချင်းကင်းဝေးကြပါစေနော် အလုံးမင်းပါပါခင်ဗျဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်တို့เนาะဟိုမင်မာဝင်ထားတဲ့ဆိုတဲ့အတွက် ကျွန်တော်ဟွာလေးမှာတော့နည်းနည်းဟိုင်းပေးပါဦးနော်ဟုတ်ကဲ့ပါကုကြောကြောမင်္ဂလာပါခင်ဗျာကျွန်တော် Facebook မှာနည်းနည်းလေးဟိုင်းပေးပါဦးနော်ကျွန်တော် Facebook ကမပြတာလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ Facebook account နေရာပြက်ဖို့များတယ်အဲ့ကြတော့ကျွန်တော်ဒါကြောင့်မို့လို့ဒီဘက် YouTube ကနေပဲပြတာနော်အဲ့ဒီ account နေထက်ကြသွားရင် ကျွန်တော်ကဘာမှကိုလုပ်ရမှာမဟုတ်တော့အဲ့ကြောင့်မို့လို့ YouTube ကနေပြသခြင်းဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါခင်ဗျာ